မင်္ဂလာပါရှင်တင်းလာရီတိုင်းသတင်းဌာနမနခင်သတင်းအစီအစဉ်ရဲ့မလ16ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်နိုင်ငံတော်အတိုင်းအမေခံပုတ်ကိုဒေါအောင်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်းခေါ်ကင်အဲရစ်ဟာအမေရိကန်နိုင်ငံနယူးယောက်မြို့ကကုလသမဂ္ဂဆိုင်ရာမြန်မာတန်ရုံးကိုတွားရောက်ပြီးတန်အမတ်ကြီးဦးကျော်မိုးထွန်းနဲ့တွေ့ဆုံခဲ့ပါတယ်ကိုထိန်လင်းဟာဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကမ်ပိန်းအတွက် အမေရိကန်နိုင်ငံကိုတွားရောက်ချိန်မှာဥကြုံမိုးထွန်းနဲ့တွားရောက်တွေ့ဆုံခဲ့တာပါ။ဒါ့အပြင် သူဟာမိခင်ဖြစ်သူနဲ့အတူ မတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေအလုံးလွတ်မြောက်ဖို့နဲ့မြန်မာနိုင်ငံရဲ့စစ်ဘေးသစ်ပြည်သူတွေလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအမြန်ဆုံးရရှိဖို့အတွက်အမေရိကရောက်မြန်မာတွေကူညီထောက်ပံ့ပေးနိုင်မဲ့သူတွေကိုလည်းတွေ့ဆုံသွားမှာဖြစ်တယ်လို့အတည်ပြုထားပါတယ်။ စစ်တပ်ရဲ့တနွန်းနဲ့ပြစ်ဒဏ်မှုကြောင့်တနင်းသားရီမြို့နယ်ရေဖြူထုံခါလမ်းစုံကိုဖျက်သွားတဲ့မြင်းမြို့ခံအမျိုးသားတအူတည်ဆုံခဲ့တယ်လို့တည်ဆုံသူနယ်နီးစပ်သူတွေစီကသိရပါဗျ။အခုလ17ရက်နေ့မနက်ပိုင်းကမြင်းမြို့ကနေတနင်းသားရီမြို့ကို စိတ်သွားဝဲတဲ့ဗေရဲဆန်ကဲနဲ့တားဖနှအူကိုရေဖြူထုံခါလမ်းစုံအယောက်မှာတောင်ကုန်းပေါ်တက်ဆွဲထားတဲ့စစ်တပ်ကပြစ်ခတ်ခဲ့တာပါ။ပြစ်ခတ်မှုကြောင့်ဗေရဲဆန်ကဲမှာလိုက်ပါစီးနင်းလာတဲ့ဖခင်ဖြစ်သူ အသက်44နှစ်အရွယ်ဦးရမဇန်ခန်ကြည်တိမှန်တည်ဆုံးခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့တစ်ပတ်အတွင်းပြည်တွင်းအခောက်ရွှေတကြက်သားကိုတသိန်းကျော်ဈေးတက်လာပြီး68သိန်းကျော်အထိဈေးပေါင်နေပါတယ်။ရွှေဈေးကွက်မှာပထမဆုံးအနေနဲ့66သိန်းဝင်းကျင်ကနေ68သိန်း3000အထိဈေးတက်လာတာပါ။စံချိန်တင်ကမ္ဘာရွှေဈေးမြင့်တက်မှုကြောင့်ပြည်တွင်းရွှေဈေးကွက်လည်းလိုက်လံဈေးတက်လာတာဖြစ်ပြီး တအောင်စကို3400ဒေါ်လာအထိမြင့်တက်ခဲ့တယ်လို့သိရပါတယ်။အခုလ9ရက်နေ့မနက်ပိုင်းကလောင်လုံးမြို့နယ်ကျောင်းနီမော်ရွာကပူစော်တီစကန်ကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမနေ့ကထုတ်ပြန်ပါတယ်။ဒရုန်းတိုက်ခိုက်မှုမှာပူစော်တီစကန်ဘန်ကာနဘေးကိုကျရောက်ပေါက်ကွဲခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဒရုန်းတိုက်ခိုက်မှုကိုလောင်လုံးပကဖဒရုန်းတပ်ဖွဲ့ TPLF drone တပ်ဖွဲ့ Sky Coast 1 drone တပ်ဖွဲ့ຫນွေဦးပျောက်ကြား drone တပ်ဖွဲ့နဲ့ကျောင်းသားတော်လှန်ရေးတပ် drone တပ်ဖွဲ့တို့ကပူးပေါင်းလှုံ့ဆော်ခဲ့ပါတယ်။တနင်္လာရီမြို့နယ်အရှိမတုံးရွာအခြေစိုက်အမြောက်တန်ရင် အမတ306ကစစ်ကောင်စီတပ်သားတအူကိုတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အခုလ14ရက်နေ့ည9:00နာရီဝန်းကျင်က မင်းကြီးရွာအနီးမှာရှိနေတဲ့အရဝဲစစ်ကောင်စီတပ်သားကိုတော်လိုင်းရေးတပ်တွေဘက်ကသတင်းအရဖမ်းဆီးခဲ့တာဖြစ်ပြီး အဖမ်းခံရသူကလည်းစစ်သားဖြစ်ကြောင်းဝန်ခံခဲ့တယ်လို့သိရပါတယ်။အဖမ်းခံရတဲ့စစ်ကောင်စီတပ်သားဟာအသက်40ဝန်းကျင်အရွယ်ရှိတယ်လို့သိရပြီးလက်ရှိမှာတနင်္သာရီမြို့နယ်ပလဖရုံကိုပို့ဆောင်စစ်ဆေးနေတယ်လို့မြေပြင်တော်လိုင်းရေးရဲဘော်တွေကဆိုပါတယ်။ကျုံးစုမြို့နယ်ဝန်တောင်ကျေးရွာအနီးပင်လယ်ပြင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ကျုံစုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ကျုံစုပကဖကမနေ့ကထုတ်ပြန်ပါတယ်။အခုလ23ရက်ည9နာရီဝန်းကျင်ကရွှွန်တော်မွန်ကျေးရွာဘက်ကတက်လာတဲ့စစ်ကောင်စီရီတက်သင်္ဘောနှစီတားပေါက်လေးနှစီမိုင်းတွေးရွာပြူစောထီးတွေလိုက်ပါလာတဲ့ဖိုင်ဘာလေးငယ်၃စီးတို့နဲ့နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲဒီနောက်တော်လန်ရီတက်တွေဘက်ကအထိခိုက်မရှိစုခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်ကထိခိုက်ကြဆုံမှုကိုအတည်ပြုနိုင်ဖို့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။